စกายမြာမှာတော့အဓိကတော့ပထမတော့ blue sky နဲ့ကျွန်တော်ဥပပေါင်းပြီးတော့လှုပ်ဆောင်တယ်တို့လည်းအကြောင်းမျိုးကြောင့်ရက်ပြေးလို့ပြလာပြန်သွားတဲ့ခါကျတော့အခုကျွန်တော်တို့တက်ဆိုင်ရတိုင်းအစိုးရရဲ့ညွှန်ကြားမှုနဲ့ဒီမှာရှိတဲ့ဝန်မနိုင်ငံမိသားတပ်ဖွဲ့နဲ့ကျွန်တော်တို့ကူးကြွယ်ပြီးတော့အခုကြံရှိတဲ့အစအဦးလေးကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းလင်းလှုပ်ဆောင်နေပါတယ်။အခုလက်ရှိဆိုရင်တော့ကျွန်တော်တို့အတုပ်တွေကမတူတော့ပထမကလေးက ကျွန်တော်တို့စာထုတ်တဲ့ဝတင်းကြရဆိုရင် body 6ခုလောက်မနေ့တုန်းကတော့10 10ခု10ခုလောက်တော့အမှတ်ထွက်လာပြီဟိုရွက်မရှိလဲတက်နဲ့လော်မတက်မရှိလဲလက်နဲ့လော်မကျွန်တော်တို့နောက်ဆုံးမရတော့သံတူရင်းနဲ့ပါနဲ့ကျွန်တော်တို့ရတာလေးနဲ့တော့ကျွန်တော်တို့အတဏ္ဍကျွန်တော်ဆောင်ရွက်တော့မှာရှိတာလေးနဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ကရင်ပြည်နယ်မြန်မာနိုင်ငံလူမှုကေဇယ်ရေးရာကြီးဥက္ကဋ္ဌဖြစ်ပါတယ် အခုမန္တလေးတိုင်းဒေသကြီးမှာငလင်ဖြစ်လို့ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးဒီမြန်မာနိုင်ငံလူမှုကေဇယ်ရင်လာရောက်ပူပေါင်းပြီးတော့ဒီကျွန်တော်တို့ကုညီရေးလုပ်ငန်းတွေလာရောက်လာရောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုတော့ဒီမှာရှိတဲ့တပ်ဆိုင်ရာဇူရရညွန်ကြားမှုရယ်ပြီးရောဒီမှာရှိတဲ့မြန်မာနိုင်ငံမိသားတပ်ဖွဲ့အနေနဲ့ပူပေါင်းပြီးတော့ဒီမှာရှိတဲ့အဆောက်အဦတွေမှာပြင်ရင်ပြင်နေတဲ့ဒီလူတွေရယ်ကျွန်တော်တို့ဒီ ကြံရှိနေတဲ့ body ကိုဝိုင်းပြီးတော့ကုညီပန်းပို့တယ်အဲဒီမျိုးကျွန်တော်ဆောင်းနေနေတာကျေစတဲ့အပိုင်းကတော့ကျွန်တော်တို့အဖွဲတွေမတူတဲ့ခါကျတော့ကျွန်တော်တို့တွေကတော့ဒီရဲ့မှာရှိတဲ့ body တွေပဲကျွန်တော်တို့လည်းထုတ်ပြီးတော့ရရှိတဲ့ရှိတဲ့ပစ္စည်းတွေပါလို့လည်းကျွန်တော်တို့ဒီဝင်ပြီးခဲ့ပါတယ်။နောက်တရုတ်နိုင်ငံကလာတဲ့ blue sky အဲ့ဒီအဖွဲနဲ့လည်းပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်။ ready for takeoff. ဟုတ်ကဲ့ကျွန်တော်တို့ကတော့ဒီပရိုက်တာဖွဲ့ဆိုတော့အများဆုံးကြုံတွေ့ရတဲ့အခက်အခဲကတော့ ကျွန်တော်မှာဆက်ကရိယာတွေပစ္စည်းတွေလိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့အဲဒီလိုအပ်ချက်တွေကို အလူရှင်တချို့ကလည်းအကူအညီပေးတယ်ကျွန်တော်တို့လည်းနိုင်တဲ့လောက်ကိုရှိတာလေးနဲ့ပေါ့အဲဒါကြတာလေးတွေတတ်တဲ့ပညာလေးနဲ့ဒီမှာတစ်ဖက်တစ်လမ်းကနေဝိုင်းဝန်းကူညီပေးတာပါဟုတ်ကဲ့ဖြစ်ပါတယ်ကျွန်တော်ကနေရောညရောအဖွဲခွဲပြီးလောက်ရတဲ့အတွက်ညပိုင်းကျတော့ကျွန်တော်တို့တွေဒီမှာမိုးဒီလီနဲ့ကျတော့အန်ဒီတွေများတယ်ပြီးတော့တကယ်လို့မိုးကြီးလာတဲ့ဆိုရင်အပေါ်က အောက်ကမြေနူးရဲ့အပေါ်ကအဆောက်ဦးတွေရဲ့ဒီခိုင်ခံ့မှုမရှိဘူးနောက်ပြီးတော့ငကိုကလည်းကြိုကြတိန်ဆောင်နေတဲ့အတွက်အန်ရဲကြားမှာကျွန်တော်တို့တွေကြယူဆိုင်ပြီးတော့လှုပ်ဆောင်ရတယ်ဟုတ်ကဲ့လားဟုတ်ကဲ့ပါအခုကျွန်တော်မန္တလေးတိုင်းဒေသကြီးမှာလာတာကရင်ပါတယ်ကချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံလူမှုကေဇယ်ကြီးအဖွဲ့အတိုင်းနဲ့ပြည်နယ်မှာအကုန်လုံးရှိတဲ့အတွက်အဲဒီမှာရှိတဲ့အသင်းတွေကလည်းသူတို့တတ်နိုင်တဲ့အင်အားနဲ့စုပေါင်းပြီးတော့တက်လာတယ်တက်လာပြီးတော့မန္တလေးတိုင်းဒေသကြီး ဒီမြန်မာနိုင်ငံလူမှုကေဇယ်ရီယုံမှာစုစည်းပြီးတော့အဖွဲ့တွေခွဲပြီးတော့လာပြီးတော့ကူညီပေးတာပါဟုတ်ကဲ့ဒီမှာတော့ဒီစကိုင်းမီယာမှာတော့အဓိကတော့ပထမတော့ blue sky နဲ့ကျွန်တော်ပူးပေါင်းပြီးတော့လှုပ်ဆောင်တယ်တို့လည်းအကြောင်းမျိုးကြောင့်ရက်ပြေးလို့မလားပြန်သွားတဲ့ခါကျတော့အခုကျွန်တော်တို့သက်ဆိုင်ရာတိုင်းအစိုးရရဲ့ညွှန်ကြားမှုနဲ့ဒီမှာရှိတဲ့မြန်မာနိုင်ငံမိသားစုတပ်ဖွဲ့နဲ့ကျွန်တော်တို့ပူးတွဲပြီးတော့အခုကြံရှိတဲ့ အဆောက်အဦတွေကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းလင်းလှုပ်ဆောင်နေပါတယ်။ဟုတ်ကဲ့ပါအခုလက်ရှိကတော့ဒါကျွန်တော်တို့ပြည်ပြင်းမှာပေါ့မြန်မာနိုင်ငံမိသားတက်ဖွဲ့ရဲ့ကျွန်တော်မြန်မာနိုင်ငံလူမှုကေဆယ်ရေးဖွဲ့ရဲ့လက်ရှိဒီမှာမှာပေါ့အဲ့ဒီအတိုင်းကတော့ကျွန်တော်တို့လည်းကရင်ပြည်နယ်ကလာတဲ့ဧည့်သည်ဖြစ်တဲ့အတွက်ဟိုဒီရဲ့စီရင်စရာတွေကြံပြီးပိတ်မိတဲ့အဥစ္စာတွေလည်းကျွန်တော်တို့တော့သိသိကျကျမသိဘူးကျွန်တော်တို့ကတော့ဒီမှန်းလာတာတော့ဒီအဆောက်အဦတွေကိုကောင်းအောင်ဖြတ် ဝရင်ပြီးတော့ရှင်းလင်းပြီးတော့ဒီမှာရှိတဲ့အဲ့ဒီရဲ့ body တွေကိုတော့ကျွန်တော်တို့အတန်းနိုင်ဆုံးဘူးကြီးဆောင်ရပေးဖို့အစီအစဉ်ရှိပါတယ်။အခုလက်ရှိဆိုရင်တော့ကျွန်တော်တို့အတုပ်တွေကမတူတော့ပထမကလေးကကျွန်တော်တို့စာထုတ်တဲ့ဝရင်ကလေးဆိုရင် body 6ခုလောက်မနေ့တုန်းကတော့7 7ခု10ခုလောက်တော့အမှတ်ထွက်လာပြီ။အခက်အခဲရကျွန်တော်ပြောစလို့ပေါ့ရမ်းနေရပါတော့ အခုဒီမှာရှိနေတဲ့အတန်ကြောင်းတွေကကြီးမားတယ်ကျွန်တော်တို့တွေကအမမဆိုရင်လီးပညာတွေပံပိုးထောက်ပံ့ပစ္စည်းတွေစုံနေဆိုတော့ဆန်နေပြပါပြကျွန်တော်တို့ကရှိတဲ့ဒီကတာလေးနိုင်တဲ့ဒီကြောက်ဆက်လေးတွေနဲ့အဲ့ဒါကိုပဲဖြတ်နေရတဲ့ခါကျတော့အချိန်ကြံ့ကြံ့မှုရှိတော့ဘက်ဖိုးကလည်းအင်အားရှိပေမဲ့သူကကုတ်ချင်တိုင်းကုတ်လို့မရအောင်ဟိုမှာဘင်းထဲမှာတွေ့ရတဲ့တန်တွေက မာနေတော့အဲ့ဒါဖြတ်တောက်ပြီးမှတောက်တကန့်ရင်တကန့်ရင်ကျွန်တော်ဆောင်ရွက်နေတာကျွန်တော်တို့အခုလက်ရှိဆိုရင်တိုင်းမှာအင်အားစုကြတဲ့ဥစ္စာ200လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေတဲ့နေရာမဟုတ်ကျွန်တော်တို့ဟိုဘက်ကဝတင်းစကိုင်းပဲလဲပို့တယ်နောက်တခြားမှာရှိတဲ့ဟိုဘုန်းကြီးကျောင်းတို့ပါတို့အဲ့ဒီမှာလဲကျွန်တော်တို့လီဖြန့်ပြီးတော့လုပ်တယ်အခုကတော့ဒီဘက်ကိုကျွန်တော်တို့ကတစ်ဖြန့်ကိုလူပေါင်း40 40လာပြီးတော့နေည ကိုရောလောက်ကြံတဲ့ဟာတရားတရားပြင်မှာပေါ့သူတို့တရားနိုင်ငံမှာတော့သူတို့ပြင်ဆင်မှုတွေရှိတယ်ကြုံတွေ့ရတဲ့အခက်အခဲတွေကတိတ်တဲ့ခါကြတော့ဖြစ်တာနဲ့လှုပ်ဆောင်ရုံပေါ့ကျွန်တော်တို့ကဖြစ်တာနဲ့ဒီရန်တရားဒီပစ္စည်းတွေစုဆောင်တာနဲ့ဒီလိုမှားယွင်းတဲ့အချိန်နည်းနည်းကြံ့ကြမှုတွေရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတော့ကျွန်တော်တို့မြန်မာပြည်ရဲ့လူမျိုးကတော့ဟိုလက်မရှိဟိုရက်မရှိလက်တက်နဲ့လုံမတက်မရှိလက်လက်နဲ့လုံမကျွန်တော်တို့နောက်ဆုံးမရတော့သံတွင်နဲ့ပါနဲ့ကျွန်တော်တို့ ရတာလေးနဲ့တော့ကျွန်တော်တို့အတဏ္ဏကျွန်တော်ဆောင်ရွက်ဆောင်တော့ရှိတာလေးနဲ့ဟုတ်ကဲ့ပါကျေးဇူးပါဆရာဟုတ်ကဲ့ကျေးဇူးပါမင်းလေး